အားလုံးပဲမင်္ဂလာပါကျွန်တော်တို့က for canning pad လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဘယ်အားကိုအရင်ဆုံးသွားပြီးပြင်မိမလဲဆိုတော့ Instagram မှာနာမည်ကြီးနေတဲ့အခုပြီးတော့မှပြထားတဲ့ပုံတိုင်းကိုပဲသွားမြင်ညာမှာပေါ့နော်တကယ်တော့ဒီ for canning pad ဆိုတဲ့နေရာလေးอ่ะပေါ့နော်ကျွန်တော်တို့မသိသေးတဲ့နောက်ွယ်မှာရှိတဲ့တမိုင်းကြောင်တွေအများကြီးရှိပါတယ်တကယ်တော့ဒီနေရာလေးကတစ်ချိန်လုံးကမလေးပင်ရင်နေခဲ့တဲ့နေရာလေးဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကဒီ for canning pad ရဲ့တမိုင်းကြောင်းလေးကိုဖျက်ပြပေးမှာပေါ့နော်အဲ့တော့ပီရိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦး ကျွန်တော်ကတော့ထုံစံနိုင်အောင်မျိုးဆိုပါကဲဗီဒီယိုလေးကိုကျွန်တော်စလိုက်ကြအောင်နော်တစ်ချိန်လုံးကဒီနေရာလေးကို Fort Canning Hay ဆိုပြီးတော့အမည်ခေါ်တွင်ခဲ့တာဗောနော်ယခုမှသာကျွန်တော်တို့ကဒီ Fort Canning Pass ဆိုပြီးတော့ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်14ရာစုနှစ်နောက်ပိုင်းလောက်တုန်းကတော့မလေးပြည်နေကဒီမှာနန်းတော်တည်ရှိခဲ့တာဗောနော်ဗြိတိရှားတို့ရဲ့စက်တရီစင်တာအဖြစ်လည်းအသုံးပြုခဲ့ပါသေးတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့အမှုပညာနဲ့ယဉ်ကျေးမှုအုံမွေနေများအတွက်နေရာတစ်ခုဖြစ်သတ်မှတ်ထားခဲ့တာဖြစ်တယ်ဗောနော် ဗြိတိရှားတို့မရောက်မီကာလာတော့ဒီတောင်လေးကိုဘူကစ်လာဂန်ဆိုပြီးတော့ခေါ်တွင်ခဲ့တာပေါ့နော်အထိပယ်ကတော့တားမြစ်ထားတဲ့တောင်လို့အထိပယ်ရတယ်ပေါ့နော်ရှေးအောင်မလေးပြည်မြိုင်နန်းတော်တရှိရနေရဖြစ်တယ်လို့လည်းယုံကြည်ကြတယ်ပေါ့နော်ရှေးအောင်သူတေတနာစစ်တမ်းများအရာရှေးအောင်မလေးရှားဘရင်နေနေထိုင်ခဲ့တဲ့ဒီနန်းတော်ကဒီတောင်ထိပ်မှာရှိတယ်ဆိုပြီးတော့လည်းသိရှိခဲ့ကြတယ်ပေါ့နော်ထို့အပြင်နောက်ဆုံးမလေးဘရင်အစ်စကန်ဒါရှတ်အတွက်ရည်စူးထားသောကာရမတ် မွတ်စလင်ဘာသာဆိုင်ရာဖုံးကြီးကြောင့်တစ်ခုကလည်းဤတောင်ထိပ်မှာတရှိခဲ့တယ်ဆိုပြီးတော့လူပြောများခဲ့ပါသေးတယ်။ဗြိတိရှ်ကိုလိုနီခေတ်မှာတော့ Sir Stamford Raffle 1822ခုနှစ်တွင်သူဤဘင်္ဂလောနှင့်ပထမဆုံးရုပ်ခပေရာဥယျာဉ်ကိုဤတောင်ထိပ်ပေါ်တွင်တည်ဆောက်ခဲ့ပြီး၎င်းတို့ဤမဟာပြူရာကျသောတီနီယာနှင့်ရှုခင်းများကိုလည်းဒီနေရာနေပဲအတိအမဲ့ပြုခဲ့တာဖြစ်ပါတယ်။ဤတောင်ကိုနောက်ပိုင်းတွင် Sir Stamford Raffle Government Hill အမည်ပြောင်းလဲခေါ်တင်ခဲ့တာပါနော်။ 1860ခုနှစ်မှာတော့အီတောင်ကိုခံတဲ့အဖြစ်ပြောင်းလဲခဲ့ပြီးတော့ Fort Canning ကိုအမည်ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်တယ်ပေါ့နော် Fort Canning ဒီ1942ခုနှစ်ဒုတိယကမ္ဘာစစ်စတင်သည့်အထိဗြိတိရှားစီးရေလုပ်ငန်းများ၏စစ်ဌာနချုပ်ဖြစ်လာခဲ့ပါတယ်1920ခုနှစ်နဲ့1930ခုနှစ်များတွင်ဗတ်ဒေဘာဟုခေါ်သောမြေအောက်ခိုလုံရာတစ်ခုတည်ဆောက်ခဲ့ပြီး1942ခုနှစ်တွင် ဂျပန်တို့ထံစင်ကာပူအညံ့ခံရဆုံးဖြတ်ခဲ့တဲ့နေရာလေးလည်းဖြစ်တယ်ပေါ့နော်ဒီနေရာလေးကအီတောင်တွင်အလန်တိုင်းအချိန်ဘောလုံးမိပြတိုင်းနဲ့ဂျီနန်ယုံတို့ကိုထားရှိသောအရေးပါသောဆက်သွယ်ရေးစင်တာတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်1963ခုနှစ်တွင်ဗြိတိရှားတို့ထံမှခံတက်ကိုစင်ကာပူစစ်တပ်များထံလွှဲပြောင်းပေးရခဲ့အပြီးတွင် စင်ကာပူစစ်တပ်များ SAF မှစင်ကာပူစစ်ဌာနချုပ်အဖြစ်ဒီခံတက်ကိုပြောင်းလဲတည်ဆောက်ခဲ့တာပေါ့နော်ခန္ဓာကိုနောက်ပိုင်းတွင်ဥယျာဉ်အဖြစ်ပြန်လည်တိဆောက်ခဲ့ပြီး4ခန်းနီးပတ်အမည်ဖြစ်ပြောင်းလဲခေါ်တွင်ခဲ့ပါသည် ယခုအခါမှာတော့အမွေနဲ့လမ်းလျှောက်ခြင်းနဲ့ပွဲများအတွက်လူကြိုက်များသောနေရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်ဗောနော်အားလုံးပဲဗီဒီယိုလေးကိုကြိုက်နေတဲ့မဲ့လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်ကျွန်တော်ကတော့ထုံးစံတဲ့အောင်မျိုးစော်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစနေအောင်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်ကဲအားလုံးပဲတတား